င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွှေကောက်ပွဲကိုပြပြတတညင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းနှစ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြပြတတညင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းနှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACCM ကယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံသားယဝင်တီဟောင်းဂျာတူဇရင်ဆာဂူတင်အဘူလာထိုင်းနိုင်ငံနိုင်ငံသားယဝင်တီဟောင်းခွန်ကာစစ်ဖီရိုမီယာနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACCM အခွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရှက်ကူအော်တိုဘာလာတွင်မလေးရှားနိုင်ငံကွာလန်လပူမြို့တွင် ပြုလုပ်မည်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်စေအုပ်စုယတုရောင်ရွေးကောက်ပွဲကိုဖျက်ဖျက်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်တုံသက်တတ်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။အော်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံခြားရေးဖွင့်ကြီးမိုဟာမက်ဟာဆန်ဤနေပြည်တော်ခီးစင်တွင်မြန်မာနိုင်ငံတွင်ကျင်းပမယ်ရွေးကောက်ပွဲနှင့်ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင့်သာမှုနှင့်ယုံကြည်စိတ်ချရသောလုပ်ငန်းစဉ်များအတွက်အနိုင်ဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီး နိုင်ငံတော်ဝန်ချင်းပါတင်ကြောင်းနိုင်ငံရေးပါတီများအလုံးကပါဝင်ဆောင်ရွက်တင်ကြောင်းစေုပ်စုကိုတိုက်တွန်းခဲ့ပါတယ်။မလေးရှားနိုင်ငံသားယူဝင်ကြီးထုတ်ဖော်ပြောဆိုခဲ့သောစံတမတ်ချက်များနှင့်စေုပ်စုကဒီဇင်ဘာလ28ရက်နေ့တွင်စတင်ရန်စီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီသဖြင့်အာဆီယံကစေုပ်စုရွေးကောက်ပွဲကိုပြပြတသားပယ်ချရမည်ဖြစ်ကြောင်း အကယ်၍အာဆီယံကဆေးအုပ်စုရွေးကောက်ပွဲကိုမပယ်ချလျင်မြန်မာပြည်သူများအပေါ်တစ်ဆာဖောက်လိုက်ခြင်းဖြစ်ပြီးဒေသတွင်မှရက်ဆက်ကြမ်းကြုတ်သောစစ်အာဏာရှင်ကိုစုချခြင်းဖြစ်လိမ့်မည်ဟုသတိပေးသည်ဆီယိုစုကမလေးရှားနိုင်ငံသား၏ဝင်ကြီးဤခီးစဉ်ကိုလိမ့်လေဝါဒဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆီလွတ်မည်ဟုကြေပြုခဲ့သည့်ဝါဒဖြန့်ပြောင်ပြောင်တင်းတင်းလိမ့်လေခြင်းမှာတရားဝင်မှုရရှိရေးကြိုးပမ်းမှုတရက်ဖြစ်ကြောင်းထောက်ပြထားသည် မြန်မာဆဲအုပ်စုကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရန်ပြက်ကွက်ခဲ့မှုမှာအာဆီယံဤကြာရှုံးမှုအဖြစ်ဝန်ခံရမည်ဖြစ်ပြီးဒေတာရင်းနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတိုးပွားလာစေခြင်းအပွဲဝင်နိုင်ငံများအကြားအနာကက်စစ်အာဏာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်ချီတက်ဖြတ်ခြင်းကိုလှစ်လူရှုခြင်းနှင့်အာဆီယံအနေဖြင့်မိမိအဖွဲ့အတွင်အရေးကြီးသောဆုံဖြတ်ချက်များကိုဥဆောင်ထိန်းချုပ်ရန်အင်အားနှင့်ဩစာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါသည် အာနာတိန်စိဟုတ်ချုပ်ရဲ့ဤအကြံဖတ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာသည့်အချိန်တွင်အတူရောင်ရွေးကောက်ပွဲမှလည်းနှီးကပ်လာနေသောကြောင့်အာဆီယံအဖွဲ့အနေဖြင့်လှုံ့ဆော်နိုင်သည့်နောက်ဆုံးအခွင့်အရေးတစ်ခုပဲကြန့်ရှိတော့ကြောင်းပထမဦးစွာအာဆီယံသည်စစ်တပ်၏အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြပြတသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနှင့်ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအလုံးလှုပ်ပေးရန် တရားဝင်နိုင်ငံရေးပါတီအလုံးပါဝင်နိုင်ရန်တိုက်ပွဲများရက်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတိုင်းနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲများကိုမြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါသည်။ထို့ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမဖို့ရန်နှင့်မြန်မာစစ်တပ်ကိုရှုံချမှုမှာခင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနှင့်စစ်တပ်ကောင်းဆောင်များကိုအာဆီယံအစည်းအဝေးတိုင်းတွင်ပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါသည်။ တတိယအနေဖြင့်အာဆီယံကမြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားသော နောက်ဆုံးဂိမ်းဖြစ်သည့်မဟာဗျူဟာတတိယကိုစတင်ရန်58ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့်အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးတန်တမန်တန်ရှရီအော်ဒမန်ဟာဆင်နှင့်အတူအာဆီယံ၏အရေးယူဆောင်ရွက်မှုများပါဝင်သည့်မူဝါဒများကိုချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါသည်အထူးသဖြင့်လေချောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းပြန့်လွှတ်ပေးရင် အာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးအပြည့်ခက်ရက်စဲရေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေသည့်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရပ်နိုင်စေရန်တန်တမာရေးရာကြိုးပမ်းမှုများကိုအချိန်မြင့်ဆောင်ရွက်ရန်တို့ပါဝင်ပါသည်ဆလပီနယ်ရီကံပြူဟောက်ကိုအေအေနဲ့မဟာမိတ်တပ်တွေအပီးသက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ရှခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စီရေးအရအလွန်အေးပါတဲ့နေရီကံပြူဟာကုန်းကိုအရကတတော်အေအေနဲ့မဟာမိတ်တပ်တွေကဒီကနေ့ညနေမှာအပိသက်သိမ်းယူနိုင်ပြီလို့သတင်းရရှိပါတယ်။ခေါင်းဆောင်တဲ့သူတွေအကုန်ထွက်ပြေးတာလေ။ပါဆစစ်မှုရန်တင်းနန်းဆင်းတွေပဲခြံခဲ့တာ။ပြောရရင်၁၇ရက်နေ့ကလေးကရှာနေတာ။အခုကတော့လုံလုံရှင်းနိုင်ပြီလို့သတင်းဌာနရဲ့သတင်းရှင်းပြတဲ့အုပ်ကအောက်တိုဘာလ၁၄ရက်နေ့ညနေပိုင်းမှာပြောပါတယ်။ အမ်ဘရန်လန်ပိုင်အနီကအကြီးဆုံးစခန်းဖြစ်တဲ့နေရီကန်ဖြူဟာကို AA နဲ့မဟာမိတ်တပ်တွေက2025ဖေဖော်ဝါရီလမှာထိုးစစ်ဆတ်တင်ခဲ့တာပါအဲ့ဒီအချိန်တုန်းကဒေတာရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါကကင်းစခန်းတွေကို AA နဲ့မဟာမိတ်တွေကတခုပြီးတခုတိမ့်ယူနေပြီးစစ်တပ်ကအရာရှိတွေအပါဝင်တေဆုံတရားရသူထွက်ပြေးသူအလင်းဝင်သူအများပြားနဲ့အထင်အားနေခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီကတပ်မ69တပ်မမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။ ကျမ99အောက်ကတရင်တွေထိနာလာကြောင်းဩဂုတ်နဲ့စက်တင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေဆိုင်အမှတ်19စစ်စစ်ရေးကိုကဲမှုဌာနချုပ်စကခ19လက်အောက်ခံတရင်တွေကိုတက်ချင်းလဲလဲပို့ဆောင်ခဲ့ပါတယ်စက်တင်ဘာလနဲ့အောက်တိုဘာလဇန်တိုက်ပွဲတွေမှာလည်းအထိနာပြီးစကခ19ကအရာရှိပိုင်းတွေအောက်တိုဘာလ9ရက်နေ့ကတည်းကဆုတ်ခွာသွားတယ်လို့သိရပါတယ်အောက်တိုဘာလ10ရက်မှာ AA နဲ့မဟာမိတ်တပ်တွေကဖြူဟာတဲ့ထိဝင်တိုက်ခဲ့ပြီးအောက်တိုဘာ14ရက်နေ့မှာအပိသက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ် အခြားစီရီတရင်ကြီးမြတ်တူကလည်းပါစာရီထွက်ပြေးတောင်လက်နဲ့ချတာအများကြီးပဲလို့ပြောပါတယ်။နေရီကံဗျူဟာကုန်းကိုအေအေနဲ့မဟာမိတ်တွေကတင်ပိုက်လိုက်ကြောင်းရေးသားထားတဲ့တရင်ကိုလည်း96 Soldier PDF ရဲ့ဦးဆောင်သူတဦးဖြစ်တဲ့ကိုစီရလွင်ကလည်းနေရီကံဗျူဟာကုန်းကိုအပီးသက်တင်ပိုက်လိုက်ပါပြီလို့ရှင်းပြီးလူမှုကွန်ရက်မှာမျှဝေထားပါတယ်။96 soldier PDF ဟာ AA နဲ့အတူစစ်ကောင်စီကိုပူးပေါင်းတိုက်နေတဲ့ကာကွယ်ရေးတပ်တွေတက်တခုဖြစ်ပါတယ် ငါဒီစစ်ဆိုကြရဲ့အော်တိုဘာ6ရက်နေ့ကဖြစ်လုပ်ခဲ့တဲ့စစ်တင်တဲ့ဆင်ပွဲကိုအရကတ်တပ်တော်ထိန်းချုပ်ဒေသမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ AA ကတော့တရားသတင်းမထုတ်ပြန်သေးပါဘူး။နေရီကန်ဖြူဟာကုန်းသိမ်းတိုက်ပွဲမှာ AA နဲ့အတူပူးပေါင်းတိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကတာဝန်ရှိသူတို့ကတော့နေရီကန်ကိုလုံလုံရှင်းပြီးရင်မကွေးတိုင်းဝင်ပေါက်ပွင့်သွားသလိုအရာဝတီမြစ်နောက်ချမ်းအလုံးစစ်ကောင်စီလက်လို့ရဖို့တရားသွားပြီလို့သုံးသက်ပြောကြားနေကြပါတယ်။လက်ရှိမှာအမ်ဘရန်လန်မင်းတုံတရက်စင်ပောင်းဝဲ ။မြဖဲမြို့နယ်တွင်တဲ့ပသိမ်မုံရွာလမ်းပိုင်းတွင်ဘကိုးတိုင်းတဲ့ကတောင်ကုတ်ပရောင်ကလန်၊ AOD တိုင်းတဲ့ကလေးမြင့်နာမြို့နယ်တို့မှလည်းအေအေပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပါတယ်။ဆလပီတဝဲမြို့နယ်အမတ်တ300နှစ်တရံမှာလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာသောစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်မှ9ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတဝဲမြို့နယ်အမတ်တ300နှစ်တရံမှာလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာသောစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာအချံဖက်စစ်တပ်မှ9ဦးသေဆုံးခဲ့ကြောင်း ရူရကစစ်တောင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလ73ရက်နေ့နနက်10နာရီခန့်တွင်တဝယ်မြို့နယ်မောင်မေရှောင်းကျေးရွာတွင်ရှိအာမတ302တရင်မှလက်နက်ခရံပိုးဆောင်ရန်ထွက်လာသောအင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကရှားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်မှ9ဦးသေဆုံးခဲ့ပြီးတဝယ်မြို့သားလူမျိုးရေးတပ်တော် DNLE ဒူရကစစ်ကြောင်းမှတော်လန်ရေးရဲဘော်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ မောင်မေရှောင်ကျေးရွာအတွင်းမှာရှိတဲ့အမတ်တ300နှစ်တည်ရင်ကလက်နက်ခဲယံပို့ဆောင်ဖို့ထွက်လာတဲ့အင်အားတရာပါစစ်ခွေးစစ်ကြောင်းကိုချားပြတ်တိုက်ခိုက်ခဲ့တာစစ်ခွေး9កောင်တေဆုံးနဲ့တည်ရတယ်ဟုဒူရကတ်စစ်ကြောင်းမှတာဝန်ရှိသူကပြောဆိုပါတယ်။ပြည်သူများအနေဖြင့်တနိုင်ငံလုံးအတိုင်းအတာစစ်ရေးများအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စီရဲအထူးသတိပြုသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားကြောင်းနှင်းသားအတိုင်းအတွင်အကြံဖတ်စစ်တပ်မှအချိန်မရွေးလေးချောင်းအုပ်ထုတ်တိုက်ခိုက်မှုများရှိလာနိုင်သောကြောင်း ဖြစ်သူများအနေဖြင့်လေချောင်းရံကာကွယ်ရေးနှင့်ပတ်သက်သည့်သတင်းချက်လက်များကိုလိုက်နာကြင်ကြံကြပါရန်နှင့်တော်လန်ရေးစစ်ရေးအရှိန်မြင့်လာသည့်နေ့အများဖြစ်သူပန်အမတ်တရားဘက်ရက်တီလိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကိုဖြစ်သူရင်ခွဲခိုးလုံ၍အ мян ဆုံးဖူးပေါင်းပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းထားပါသည်